ကွန်တန်ဖန်တီးတဲ့အခါမှာအများစုဘာပြောရမှာလဲဘာအကြောင်းရင်းတွေပြောရင်ကောင်းမှာလဲပြောရမယ့်အကြောင်းအရာကိုပဲအာယုံဆိုင်နေကြတယ်အကြောင်းအရာကပါဝင်ရမယ်ဆိုတာမှန်တယ်ဒါပေမဲ့ကွန်တန်တပုတ်မှာပြောမယ့်အကြောင်းအရာက9ရာခိုင်နှုန်းလောက်ပဲပါဝင်တယ်ကွန်တန်တပုတ်ပရီမီယံဆန်ဖို့ကအရင်ဆုံးပြောတဲ့သူကိုယ်တိုင်ရဲ့ character ကိုဆွဲထုတ်ပေးရမယ်ကိုယ့်ရဲ့ character style မရှိနေဘူးကိုမဆွဲထုတ်တတ်ဘူးစေကိုပြောလိုက်တဲ့အရာကနားထောင်ခြင်းစိတ်ဆိုတာရှိမှာမဟုတ်အရင်ဆုံးကိုယ့်ရဲ့ character ကိုဆွဲထုတ်ပါစကားပြောတဲ့အခါမှာလေကီတီတို့ရဲ့ body language ဆိုတာ ရန်ကိုအရေးကြီးတယ်တချို့ content တွေဖန်တီးတာဒါပေမဲ့ body language တွေတန်အတုံးနှုံးအနေအထားတွေမတုံးတက်တဲ့အခါမှာလဲကိုပြောလိုက်တဲ့အကြောင်းအရာတွေကစိတ်ဝင်စားမှုမရှိအထူးသဖြင့်ကိုဈေးကြီးတဲ့ပစ္စည်းကိုရောင်းမယ်ဆိုရင်ကိုပြောလိုက်တဲ့အရာကပေါ့ပေါ့ဆဆဒါမှမဟုတ်ကိုတုံးလိုက်တဲ့အတန်အတုံးနှုံးအနေထားအယုံကြည်မှုအတန်တုံးနှုံးမဟုတ်ရင်ကိုပြောလိုက်တဲ့အကြောင်းရင်းကလည်းယုံကြည်မှုဆိုတာရှိမှာမဟုတ် body language အတန်အနေထားပြီးရင်ကိုဘာပစ္စည်းရောင်းမှာကိုရောင်းတဲ့ပစ္စည်းနဲ့ကိုက်ညီမှုရှိတဲ့လုပ်ကိုလဲကိုပြင်တတ်ဖို့လိုအပ်ပါကိုရောင်းနေတာရွှေဒါပေမဲ့ကိုထွက်လာတာကတ ာမန် look ယိုယို look အဲ့လိုမျိုးနဲ့ကိုထွက်လာတဲ့အခါမှာနားထောင်နေတဲ့သူကစိတ်ဝင်စားမှုမရှိကိုရဲ့ရွှေကိုလည်းဝယ်ခြင်းဆက်ရှိမှာမဟုတ်ကေတီရဲ့တင်တန်းသူရွှေဆိုင်လည်းရှိကြတယ်သူ့ content ကေတီကြီးလိုက်တဲ့အခါမှာပြောတဲ့စကားတွေအရန်ကောင်းဒါပေမဲ့သူတို့ထွက်လာတဲ့ look ကရွှေဆိုင်ပိုင်ရှင်နဲ့မတူတဲ့အခါမှာအဲ့မှာချီးတဲ့သူကနဲတယ်ဝယ်ခြင်းဆိုင်လည်းမရှိယုံကြည်မှုဆိုတာလည်းမရှိကိုရောင်းတဲ့ပစ္စည်းနဲ့ကိုရဲ့အပြင်အစင်နဲ့လည်း like ဖက်မှုရှိရမယ်တစ်ခုကကိုပြောလိုက်တဲ့စကားတွေကမလည်နေရအောင်စိတ်ဝင်စားမှုရှိအောင်မဟုတ်ရင်အရှိအနောက်တောင်မြောက်ရောနှောပြီးတော့ဘာတွေ ပြောနေမှန်းမသိအဲ့လိုကတိတို့ content တစ်ပုဒ်ဖန်တီးလိုက်တဲ့အခါမှာပြေတနာဖြင့်ရှင်းပေးနေတာလားနီလန်းပေးနေတာလားနောက်တစ်ရုပ်ဝက်ချက်တွေပြောနေတာချိန်ချောက်နေတာလားဆိုတော့အဲ့မှာ formula ဆိုတာရှိချာအဲ့လိုကိုက eighty formula နဲ့တကွစနစ်တကျလေးနဲ့အချက်အလက်လေးနဲ့တေးသေးချာချာပြောပြပေးနိုင်တယ်ဆိုပြောရတာလဲလွယ်ကူတယ်3မိနစ်အတွင်း3မိနစ်အတွင်းမှာလဲထိထိမိမိလေးနဲ့ကိုပြောနိုင်မဟုတ်ရင်ကိုကကိုရဲ့တငယ်ချင်းနဲ့စကားပြောတဲ့ပုံစံနဲ့ပဲထွက်လာပြီးတော့ပြောမယ်ဆိုရင်ဒါ premium တော့မဆန်အောင်အစပိုင်းမှာတော့ရကိုရဲ့ content က quality ပိုရှိလာစေခြင်းနဲ့ premium ဆန်စေခြင်းနဲ့ကို ိုစကားပြောတဲ့နေရာပေါ်မှာလည်းမူတည်တယ်အဲ့တော့ content တွေဖန်တီးပြီးတော့ရောင်းနေရတဲ့သူတွေအတွက် formula နဲ့တကွဖန်တီးတတ်ခြင်းနဲ့ content တွေမကုံဆုံးနိုင်အောင်ဖန်တီးတတ်ခြင်းနဲ့ content ဖန်တီးလိုက်တိုင်းမှာပါ formula တွေသုံးရမှာလဲ content ဖန်တီးရတာခက်ခဲနေတဲ့ခေါင်းစဉ်တွေကအစဘလို့တိုက်ရမှာလဲ premium ဆန်းအောင်ဘလို့ရိုက်ကူးရမှာလဲဘလို့ edit လုပ်ရမှာလဲ workshop နဲ့တကွဘလို့လုပ်ရမှာလဲတင်ကျင်တဲ့သူတွေကရန်ကုန်မှာအပြင်တွေ့တင်တန်းကတီလုပ်ပေးပါမယ်ဒီတင်တန်းက၂ရက်စာတင်တန်းပထမရက်ကစာသွေးဒုတိယရက်က workshop အပြည့်နဲ့လုပ်ပေးမယ်တင်တန်းလ ည်းဖြစ်ပါတယ်ကိုယ့်ရဲ့ content premium စံချိန်နဲ့ quality ပိုရှိလာစေချင်တဲ့ join ချင်တဲ့သူကသင်တန်းထဲမှာလာဆောင်နိုင်ပါတယ်ကျေးဇူးတင်ပါတယ် coach kitty ပါ